င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်လိုဝက်စားစင်ရင်ပြီးစေးလိန်ကူးတဲ့ချန်စီယိုကြီးမေတော်ဟောင်းစုဘွားအွန်လိုင်းဇလန်ကိုတရုတ်ဆောင်ရိုက်ကူးသူဖြူဖြူထွေးအပြင်းထန်ဝေဖန်ခံရပြီးဒေါ်ဆန်းစုကြည်ကိုရည်ရွယ်ချက်ရှိရှိနိုင်ငံရေးတိုက်ခါချတိုက်ခိုက်မှုအဖြစ်ပြည်သူတွေကရှုမြင်နေကြပါတယ်ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးငွေညှစ်ချိန်ချောက်နေတဲ့ဟုံးလန်းဘူတာရက်ကွက် အုတ်ချုပ်ရင်မူရဲပြုတ်စမ်းဝေဆိုသူပြစ်ခတ်ခံရပြီးဈေးရုံမှာအသက်လူနေရတော့မယ်လို့ FNA တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတကောင်းဆုံးဒေါ်ဆက်စုကြည်လိုဝစ်စားဆင်ရင်ပြီးဈေးလိန်ကုတဲ့ချန်စီယိုကြီးမေရော်ဟောက်စုဘဝအွန်လိုင်းဇလန်တို့ကိုတေးဆောင်ရိုက်ကူးသူပြပြထွေးအပြင်းထန်ဝေဖန်ခံရပြီး ဒေါ်ဆန်းစုကြည်ကိုရည်ရွယ်ချက်ရှိရှိနိုင်ငံရေးတိုက်ခါချတိုက်ခိုက်မှုအဖြစ်ပြည်သူတွေကရှုမြင်နေကြပါတယ်။ဒီဇင်ဘာလ23ရက်နေ့ကပဲဖြူဖြူတွေးဟာဒေါ်ဆန်းစုကြည်ပုံစံဝစ်စားစင်ပြီးမေရော်ဟောင်စုအမည်နဲ့ပရုတ်စီနဲ့ဆေးလင်ကူးတဲ့ဆေးစရာအဖြစ်တရုတ်ဆောင်ထားပြီးတော့မေရော်ဟောင်စုကအမြောက်ကြိုက်အချော့ကြိုက်ပရုတ်စီနဲ့ဆေးကူတာသူအချွေရန်တွေနဲ့တွာလာသူအဖြစ်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒီလိုမေရော်ဟောင်စုဇလန်းဟာ ပေးစီကြောညာဇလန်းဖြစ်တဲ့ဆိုပြီးတော့ဖြူဖြူထွေးကတုံ့ပြန်ထားပေမဲ့ဇက်ကွက်နဲ့လှုပ်ရှားပြောဆိုဟန်ပန်တွေဟာဒေါ်ဆတ်စုကြည်ပုံစံနဲ့အရင်စစ်တပ်ထောက်ခံသူယုံလေးရိုက်ကူးခဲ့ဘူးတဲ့ဒေါ်ဆတ်စုကြည်ပုံစံမုံမမြင့်အောင်တရုတ်ဆောင်ခဲ့တဲ့လို့အခုတခါထပ်ပြီးဖြူဖြူထွေးကပါရည်ရွယ်ချက်ရှိနိုင်ငံရေးတိုက်ခါချဖို့လှုပ်လာပြန်တာဖြစ်တယ်လို့ဝေဖန်မှုတွေမြင့်တက်နေပါတယ်ဒီစကားကိုကြည်တာနဲ့သူတို့ဘလောက်ပဲပြုတ်စီကြောညာလို့ပြောပြောပေးထားတဲ့နာမည်ကအစဇက်ကွက်နဲ့ဝစ်ပုံစားပုံပြောပုံစိုးပုံစကားလုံးတွေနဲ့အမှုရာတွေဟာ ဒေါ်ဆက်စုကြည်ကိုစောင်းမီစော်ကားလူစိတ်အပြည့်နဲ့ကိုရည်ရွယ်ချက်ရှိရှိရိုက်ကူးထမ်းမှန်းတကားလုံးကိုကြည့်လိုက်ရင်တိတာပါတယ်လို့လေဇကားကိုကြည့်ရှုခဲ့သူပြည်သူတို့ကရန်ကုန်ခေတ်တက်ကိုပြောထားသလိုအရင်တခါလဲစစ်တပ်ထောက်ခံသူယုံလေးဟာဒေါ်အောင်ဆန်းစုကြည်နေရာမှာမုံမုံမြင့်အောင်ကိုထားပြီးနိုင်ငံရေးတိုက်ခါချဖို့ရိုက်ကူးခဲ့သလိုအခုတခါတက်ပြီးပြပြထွေးကပါလှုပ်လာပြန်တာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်ရန်ကုန်အခြေစိုက်ရုပ်ရှင်လောကသားတို့ကလည်းပြပြထွေးရဲ့မေတော်ဟောင်စုဇလန်းတို့ဟာ တကားလုံးဝိပုံစားပုံအပြင်ပြောတဲ့သကလုံး dialogue တွေကအစဒေါ်ဆက်စုကြည်ကိုနိုင်ငံရေးတိခါချဖို့ရည်ရွယ်ချက်ရှိရှိရိုက်ကူးထားတာဖြစ်တယ်လို့လဲသုံးသက်ပြောဆိုထားပါသေးတယ်။ဒါ့အပြင်ဖြူဖြူတွေးဟာအကြံဖက်စကောင်စီက2021ခုနှစ်အာနာသိန်းချိန်တုန်းကလည်းတနစ်ထဲအာနာသိန်းနာနင်တို့ကဘာထဖြစ်နေကြတာလဲဆိုပြီးတော့ပါစစ်တဲ့အာနာသိန်းနာကိုထောက်ခံပြီးပြည်သူတွေကိုတုံ့ပြန်ပြောဆိုခဲ့ဘူးပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရန်ကုန်မြို့စမ်းကောင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးငွေညစ်ချိန်ချောက်နေတဲ့ဟောင်းလန်ဘူဒါရက်ကွက်အုပ်ချုပ်ရေးမှူးရဲဘုတ်စမ်းငွေစုတူပြစ်ခတ်ခံရပြီးစေယုံမှာအသက်လူနေရတော့မယ်လို့ FLA တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲစမ်းကောင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးငွေညစ်ချိန်ချောက်နေတဲ့ဟောင်းလန်ဘူဒါရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းငွေစိုးတဲ့သူကိုရက်ကွက်ရုံထဲမှာရှိနေတဲ့အချိန် FLA တပ်ဖွဲ့ရဲဘော်တွေကပြစ်ခတ်ရှင်းနေတဲ့အချိန်မှာ ုတ်ကြီးဟာမသေးပဲဝမ်ဘိုက်ထိမှန်တန်ရတာရသွားပြီးဈေးရုံကိုအရေးပေါ်ရောက်သွားတယ်ဆိုပါလေအဲ့ဒီနောက်ထပ်မံတိရတာကအုတ်ကြီးကိုပြစ်လိုက်တဲ့ကြီးစံဟာဝမ်ဘိုက်ကနေကလီစာတွေကိုအကုန်ဖောက်ထွက်သွားတဲ့သဘောဖြစ်တဲ့အတွက်အသေးအံအသက်လူနေရပြီးအချိန်နေမကောင်းဘူးလို့လဲတီထားရတယ်လို့ဟောလန်ဘူတာရက်ွက်နေဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီရဲပြုတ်အုတ်ကြီးစန်းငွေဆိုတဲ့သူဟာသူတို့ဟောလန်ဘူတာရက်ွက်မှာနေမကမြို့နယ်ထွေးအုပ်မှာလဲစစ်တပ်အလို့ကြအာဂျိုမန်တက်အလုတ်လုံနေသူဖြစ်တဲ့အပြင် လက်ရှိစစ်မှုထမ်းကိစ္စနဲ့စမ်းကြောင်းမြို့နယ်မှာလူငယ်တွေကိုဒတ်သားသစ်စုဆောင်တာတွေချိန်ကြောင်ငွေညှင့်တောင်းရန်တာတွေကိုရဲပြုတ်ပြီးပြီး လုံနေသူဖြစ်တယ်လို့အခုတော့အသက်လူနေရပြီလို့ဒေတာကန်ပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတစ်ခါမကွေးတိုင်းဘက်မှာလဲ နမမျိုးနဲ့ဝတ်ချုပ်ကျေးရွာမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့စစ်ကောင်စီကအုပ်ချုပ်ရေးမှုဗိုလ်ထေးဝင်းဆိုတဲ့သူပြစ်ခတ်ခံရပြီးနေရာမာတင်ဘွဲ့ချင်းပြီးကိုတည်သွားပြီလို့နမမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီဇင်ဘာလ20ရက်နေ့ကပဲနမမျိုးနဲ့ဝတ်ချုပ်ကျေးရွာမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့စစ်ကောင်စီကအုပ်ချုပ်ရေးမှုဗိုလ်ထေးဝင်းဆိုတဲ့သူကို ကျေးရွာနောက်ဘက်လမ်းပိုင်းတနေရာမှာတော်လိုင်းရဲဘော်တွေကတနက်နဲ့နှစ်ချက်ပြစ်ခတ်ရှင်းနေရမှာနေရာမာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီဝက်ချုပ်ကျေးရွာအုတ်ချုပ်ရင်မှုဘိုးသေးဝင်းဆိုတဲ့သူဟာအချက်ဖက်စကောင်းစီအတွက်စစ်မှုထမ်းမှုလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပေးတာတွေအားကျုံမန်တက်လိုက်လုံနေသူဖြစ်တဲ့အပြင်စစ်တပ်စစ်ကြောင်းထိုးတဲ့အချိန်တွေမှာလည်းလမ်းပြပါလှုပ်ပေးသလိုတစ်ဖက်မှာလည်းအလောင်းကစားဝိုင်းထောင်ပြီးတော့ပါစစ်သားတွေနဲ့ရဲတွေကိုအကြည့်ကျဲထောက်ပံ့ပေးနေသူဖြစ်ရုံနဲ့မကား ပြည်သူတွေကိုလည်းစစ်တပ်အားကိုးနဲ့ဏီမျိုးစုံဖိနှိပ်ချိန်ချောက်အနိုင်ကျင့်နေသူဖြစ်ပြီးအခုတော့သေပြီလို့နမောင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဖတ်မှာတော့ AR return တနုပြုမြို့ကနေရန်ကုန်ကိုသွားတဲ့အချိန်ပျောက်ဆုံးသွားတဲ့လူငယ်အောင်မျိုးမြင့်ဆိုတဲ့သူဟာအချမ်းဖတ်စကောင်စီတက်ရဲ့ဒငင်းကုန်းတက်ထဲမှာပေါ်တာဆွဲဖမ်းဆီးခံထားရပြီ အုပ်ဖုံမြို့နယ်မှာလည်းကိုရန်ကြောင်းသားမောင်ရိုးမြတ်ဆိုတဲ့သူကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိဇတ်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့ကပဲအေရဗရီတန်တနုမြို့မြို့ကနေရန်ကုန်ကိုသွားတဲ့အချိန်ပျောက်ဆုံးသွားတဲ့အသက်23နှစ်အရွယ်လူငယ်အောင်မျိုးမြင့်ဆိုတဲ့သူဟာစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတာကိုခံလိုက်ရပြီလက်ရှိမှာတော့အကြံဖက်စစ်ကောင်စီတပ်ရဲ့ဒဉင်းကုန်းတပ်ထဲမှာတပ်သားတစ်အဖြစ်စုဆောင်းခံထားရတယ်ဆိုပါတယ်အဲ့ဒီနောက် မိဘဖြစ်တဲ့သူတွေဟာအဲ့ဒီစစ်ကောင်စီရဲ့တငင်းကုန်းတက်သားစုဆောင်ရေးတက်ကိုလိုက်သွားပြီမဲ့အခုတိလူငယ်ကိုပြန်လွတ်ပေးတာမျိုးမရှိဘူးလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အလားတူတဖက်ကဗကုတိုင်းအုပ်ဖို့မြို့နယ်မှာလဲဒီဇင်ဘာလ20ရက်နေ့ကပဲအေးမြတာယာမျိုးအမတ်တိရက်ကွက်မှာနေတဲ့ကိုရန်ကြောင်သားမောင်ရုံးမြတ်ဆိုတဲ့သူကိုအကြံဖက်စစ်ကောင်စီတက်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အတွက်မိဘတွေကငွေကျပ်330ပေးပြီးမှပြန်ရွေးခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။လက်ရှိမှာလဲ အဲ့ဒီအေးမြတ်တန်းရမြို့အတွက် ကားကိတ်မှာလူစောတိဝနဦးဆောင်တဲ့အဖွဲ့ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာဟာလူငယ်အယောက်40ဝန်းကျင်လောက်ကတော့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီလို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းကတရက်ခရိုင်မှာအကြံဖက်စကောင်စီရဲ့စစ်ပရေးရလုံခြုံရေးတပ်ကတက်ချက်ကြီးတဦးနဲ့တပ်သားတဦးတို့ဟာတနက်နှစ်လက်ပါယူချလာပြီးတော်လိုင်းရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့တရက်ခရိုင် PD ရဲ့အမှတ်၄တရင်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဒီဇင်ဘာလ23ရက်နေ့ကပဲမကွေးတိုင်းကတရက်ခိုင်မှာအချမ်းပတ်စစ်ကောင်းစီရဲ့စစ်ပရေးရလုံခြုံရေးတပ်ကတက်ချက်ကြီးတဦးနဲ့တပ်သားတဦးတို့ဟာတရက်ခိုင်ပီဒီရဲ့အမှတ်၄တရင်းနဲ့ချိတ်ဆက်လာပြီးသူတို့ကင်ဆောင်လာတဲ့လက်နက်တွေကိုစီနဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်းစီရဲ့စစ်ပရေးရလုံခြုံရေးတပ်ကတက်ချက်ကြီးတဦးနဲ့တပ်သားတဦးတို့ကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးဆိုထားပြီးလက်နက်ပါယူလာတဲ့အတွက်စုငွေချင်းမြင့်မှုတွေနဲ့ CDN လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်းတရက်ခိုင် PDF အမှတ်၄တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာတနိုင်ငံလုံးမှာစစ်ရုံးနေုံနဲ့မကမကြခင် ICC ကနေပါဖောင်ရန်အထုတ်ခံရတော့မှာဖြစ်တဲ့အတွက်သူ့ရဲ့လက်အောက်မှာတာဝန်ထမ်းနေတဲ့အရာရှိစစ်သည်တွေအနေနဲ့အချိန်မီပြည်သူ့ဘက်ရက်တီဗီအလင်းဝင်ကြဖို့နဲ့ အဲ့ဒီလိုပြည်သူရင်ဝင်ခုံလုံးပြီးအလင်းဝင်လာမဲ့တပ်သားတွေကိုလည်းတော်လန်ရေးတပ်တွေကလက်ခံကြိုဆိုနေပါတယ်လို့တရက်ခိုင်ပြည်တည်းအမှတ်လေးတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ